ောတာပန်အနာဂံအစရှိရဲ့အရိယာ၄ပါးကြောင်းလူငယ်များနားလည်အောင်မိန့်ကြားပြီးတော်မူပါရှင်ဗျာသောတာပန်တကရာခံအနာဂံယဟန္တာလို့အရိယပုဂ္ဂိုလ်၄ဦးရှိတယ်ပေါ့နော်မှန်ပါတယ်အဆင့်၄ဆင့်နဲ့ပတ်သက်ပြီးတော့အမည်နာမခွဲထားတာဖြစ်တယ်သောတာပန်ဆိုတာသောတာပန္နလို့ပါဠိစကားကနေပြီးတော့ခေါ်တဲ့စကားဖြစ်တယ် အဓိပ္ပာယ်ကဘာလို့ဆိုတာတောတာဆိုတာရှည်စည်းချောင်းကိုပြောတာဖြစ်တော့ဒီမှာတော့နိဗ္ဗာန်လမ်းကြောင်းလို့အဓိပ္ပာယ်ရတယ်မှန်ပါဗျာအပ္ပနာဆိုတာရောက်တာနိဗ္ဗာန်လမ်းကြောင်းနဲ့စတင်ဝင်ရောက်သူဆိုအဓိပ္ပာယ်ရှိတယ်သူရဲ့အဓိပ္ပာယ်ကနိဗ္ဗာန်သွားတဲ့လမ်းကြောင်းတဲကိုစတင်ဝင်ရောက်သူအဲ့တော့နိဗ္ဗာန်သွားတဲ့လမ်းကြောင်းဆိုတာဘာလို့ဆိုရင် ဆောပြာဟောတဲ့မကသစ္စာလို့ဆိုရတဲ့မက္ကင်၈ပါးအကျင့်တရားကိုပဲခေါ်တယ်။မှန်ပါဗျာ။အဲ့ဒီမက္ကင်၈ပါးအကျင့်တရားဆိုရဲလမ်းကြောင်းတဲကို စတင်ဝင်ရောက်သွားတဲ့ပုဂ္ဂိုလ်အဲ့လမ်းကြောင်းတဲကိုဝင်ရောက်သွားတယ်ဆိုတာဟာနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းချင့်စဉ်အပေါ်မှာအမှန်မြင်ရင်းနဲ့တန်တရားခင်းခြင်းဆိုတဲ့အခြေအနေနှစ်ရပ်ကိုရရှိသွားတယ် အမြင်မှန်သွားပြီဒိဋ္ဌိဆိုရင်မာရွတ်နဲ့အမြင်ကိုသူဖယ်ရှားလိုက်နိုင်တော့တကယ်ကိုမှန်ကန်တဲ့အမြင်တစ်ခုရသွားပြီအဲ့ဒီလမ်းကြောင်းအပေါ်မှာတန်တရာဆိုတဲ့ဝိသိကိစ္စလည်းကျင်းသွားတယ်ဒါကြောင့်ဒိဋ္ဌိနဲ့ဝိသိကိစ္စဒိဋ္ဌိဆိုတာလမ်းကြောင်းအမှန်သို့မဟုတ်သစ္စာလေးတန်းကိုမသိဘဲနဲ့မာရွတ်နေတဲ့အမြင်တစ်ခုကိုဒိဋ္ဌိလို့ခေါ်တယ်မှန်ပါဗျာနိဗ္ဗာန်ရဲ့ကြောင်းတရားတွေအပေါ်မှာ ရှမတန်တရားဖြစ်နေတာဝိသိကိစ္စလို့ခေါ်တယ်။အမှန်ပါဗျာ။အဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စရှင်းရှင်းပြောရမယ်ဆိုရင်သောတပန်ဖြစ်သွားတယ်ဆိုတာရှင်တဲကအတိညာရဲ့ဆန့်ကျင်ဘက်အတိညာကိုဒီဖုံးကွယ်ထားတတ်တဲ့ကိလေသာနှစ်ခုကိုရှင်းလိုက်နိုင်သည့်အတွက်ကြောင့်သူဟာနိဗ္ဗာန်နဲ့နိဗ္ဗာန်ရဲ့အကြောင်း အချင်းတရားပေါ်မှာလုံးဝလက်ခံသွားတဲ့ပုဂ္ဂိုလ်မြင်ရှိတဲ့ပုဂ္ဂိုလ်သတ္တဗံလို့ခေါ်တယ်။ပါမပါဒုတိယအဆင့်ပုဂ္ဂိုလ်ကြတော့တက္ကဋ္ဌခံလို့ခေါ်တယ်။တက္ကဋ္ဌခံဆိုတာပါဠိစကားအဆင့်မှန်ကတက္ကဋ္ဌခာမိလို့ခေါ်တယ်။အဲ့ဒီအဆင့်ရောက်သွားလို့ရှိရင်ကာမဂုဏ်အယုန်နေနဲ့ပျော်တဲ့ရောက်ဝန်းလို့ခေါ်တယ်။ကမ္မဘုံကိုသူတစ်ချိန်ပဲ လာတော့မယ်တကယ်တရားဓမ္မနဲ့ပြောင်းမွေးတဲ့အဆင့်ကိုရောက်သွားမယ်တစ်ချိန်သာပြန်လာသူလို့အတိဘယ်နဲ့တက္ကရာကမိလို့ခေါ်တယ် once returner လို့အင်္ဂလိပ်လိုပြန်ကြတယ်မှန်ပါတယ်တခါပဲဒီကာမဘုံဆိုတာလူ့ဘုံနဲ့နတ်ဘုံပေါ့နော်ကောင်းတဲ့ဘုံဆိုရင်လူ့ဘုံနဲ့နတ်ဘုံအဲ့ဒီလူ့ဘုံနတ်ဘုံကိုသူတခါပဲပြန်လာတော့မယ်ပြန်လာတယ်ဆိုတာလူ့ဘုံနတ်ဘုံမှာပြန်မွေးရမယ်ဆိုရင်တခါပဲမွေးတော့မယ်နောက်ထပ်လူ့ဘုံနတ်ဘုံဒီလို ကမ္မဂုံအာယုန်တော်ထဲမှာ တွေ့တာမှုတွေအားကြီးတဲ့ပုံမျိုးကိုသူမလာတော့ဘူးဆိုတော့အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးကိုတက္ကရာကံလို့ခေါ်တယ်။မှန်ပါတယ်။အနာခံလို့ဆိုတာအနာခမီဆိုတဲ့စကားလုံးကနေရတာ။အနာခမီဆိုတာနာအာခမီမလာတော့ဘူးဆိုတဲ့အဓိပ္ပာယ်။ခုနကတည်းကပုဂ္ဂိုလ်ကတက္ကရာကံကတစ်ချိန်လာတယ်။အနာခံကျတော့လုံးဝမလာတော့ဘူး။သူကတရားနဲ့ပြောမွေးတဲ့ တပ္ပထကျင့်စဉ်အောင်မြင်ပြီးတော့တပ္ပထတရားဝိပဿနာတရားတွေနဲ့နေနိုင်တဲ့ပြမပုံမှာပဲနောက်ဆုံးမှာပြမပုံတော်မှာပဲလုံးဝစင်ကြယ်တဲ့သုဒ္ဓဝါဒ၅ဘုံလို့ဆိုတဲ့သုဒ္ဓဝါဒဘုံနေမှာပဲသူကဖြစ်မယ်ဒုဘုံမှာလည်းအနာဂတ်အနေနဲ့ဖြစ်နိုင်တယ်ပေါ့နော်သို့တော်သူ့အနေနဲ့ဘဝမှာဒီအနာဂတ်ဘဝနဲ့သိဆုံးလို့ရှိရင်တော့သုဒ္ဓဝါဒဘုံမှာဖြစ်မယ်ပေါ့ ်ကာမဘုံကိုဘဝတစ်ခုအနေနဲ့ဘယ်တော့မှ ပြန်မလာတဲ့ပုဂ္ဂိုလ်ရဲ့အဆင့်အဲကြောင့်ပြန်မလာတော့ဆိုရင်ဒီဘဝမှာလောဘတဏှာဆိုရင် ပြတ်သွားပြီလို့ပြောတာမှန်ပါဗျာကာမရာဂလို့ခေါ်တဲ့ desire for sensual pleasure ဒီကာမဂုဏ်အာယုန်ဤဘောမှာလိုချင်တတ်မဲ့တဲ့ရာဂသူ့မှာမရှိတော့ဘူးတမတဲ့ရာကမရှိသည့်အတွက်ကြောင့်မုံတီးမှုအလိုမချမ်းမှုဆိုတာလည်းသူကမရှိတော့ ဒါကြောင့်မို့ကာမရာဂပြပါရသူမှလုံးဝမရှိတော့သည့်အတွက်ကြောင့်ဒီကာမဘုံကိုပြန်ရောက်နိုင်တဲ့အကြောင်းတရားတွေသူကဖယ်ရှားပြီးသားဖြစ်သွားတော့ဖယ်တော့မှပြန်မလာဘူး non returner ဆိုတဲ့အတိတ်ပဲနဲ့အနာဂတ်လို့ခေါ်တာနော်အဲ့ဒီအဆင့်နောက်တစ်ခုယဟန္တာဆိုတာကြတော့သူကကိလေသာအာသဝတွေလုံးဝကင်းသွားတဲ့ရှင်ထဲမှာလုံးဝရှင်းသွားပြီအတိညာဉ်ကို ကာကွယ်တဲ့ညှဉ်းနှံစေတဲ့ဆုပိတ်တတ်တဲ့ကိလေသာတွေပူလောင်စေတတ်တဲ့ကိလေသာတွေအာလုံးဒုက္ခပေးတဲ့ကိလေသာတွေလုံးဝရှင်းသွားပြီအဲ့ဒီလုံးဝရှင်းသွားပြီရှင်နေကကိလေသာ လုံးဝပြောင်းစင်အောင် ရှင်းသွားနိုင်တဲ့ပုဂ္ဂိုလ်တော့အရဟန္တလုံးဝပူဇော်တတ်တဲ့လုံးဝသတ်စင်တဲ့ပုဂ္ဂိုလ်လို့ဒီအိဗယ်နဲ့ခေါ်တာသောတာပန်ဖြစ်သွားလို့ရှိရင်အပယ်လေးပုံကိုမရောက်တော့ အပယ်လေးပုံကိုသူကြော်လွားနိုင်နိုင်ပြီပေါ့တက္ကရကံတက္ကရကံဖြစ်လို့ရှိရင်ဒီအပယ်လေးပုံကြော်လွားပြီးကောင်းတဲ့ပုံတောင်တစ်ချိန်ပဲပြန်လာတော့မယ်ဆန္ဒရှိတဲ့အနေထားမျိုးရောက်သွားတယ်အနာကံဆိုတာကြတော့ကာမဘုံနေ အလုံးဒုဘုံနတ်ပြည့်6ထပ်ခုနအပယ်လေးပုံကတော့အစရတဲ့ရှင်းမိတာဖြစ်သွားပြီအဲ့ဒီကောင်းတဲ့ဘုံတွေတောင်းမပဲ ပရိသေရိဘဝတစ်ခုအနေနဲ့ပြန်မလာတော့ဘူးလို့ဆိုလိုတယ်။မှန်ပါဗျာ။ဖျားဘူးတရားနာပြန်မလာတာပြောတာမဟုတ်ဘူး။ဘဝတစ်ခုအနေနဲ့ပြန်မမွေတော့ဘူးလို့ဆိုလိုတယ်။မှန်ပါဗျာ။အဲ့ဒါနာကယဟန္တာပုဂ္ဂိုလ်ကြတော့ဘယ်ဘဝမှမမွေတော့ဘူး30ဘုံလုံးကလွတ်သွားတယ်။အဲ့ဒီလိုအရိယာဆိုတာမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်။ရှင်တွေကအစိုးတရားတွေ အသိဉာဏ်ကိုပိတ်ဆို့ရတဲ့ကိလေသာတွေအဲ့ဒါတွေကိုလုံးဝအဆင့်လိုက်အဆင့်လိုက်ရှင်းသွားပြီရှင်းသွားနိုင်တဲ့ပုဂ္ဂိုလ်သူမြတ်တွေကိုအရိယလို့ခေါ်တာပဲဖြစ်တယ်နော်အဲ့ဒီလိုရှင်းသွားခြင်းဟာအမှန်တရားကိုသိမြင်မှုစ조사အထုတ်ခြင်းနဲ့သက်ဆိုင်ဘယ်ကရှိပါအจิตလမ်းကြောင်းအတိုင်းပဲတကယ်ခြင်းကြံကြိုကိုအထုတ်သွားလို့ရှိရင်အသိဉာဏ်တွေရပြီရင်ထဲကအစိုးတရားတွေကိရိတာတွေအလုံးရှင်းသွားနိုင်ဒီအဆင့်ကိုရောက်တယ် စိတ်မှာလုံးဝအငြိအကျေးကင်းသွားလို့မြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီးဘယ်တော့မှမပြောင်းလဲတော့ဘူးသူတို့ရဲ့ဘဝတွေဟာတည်ငြိမ်သွားပြီးထိကိလေသာတွေကဘယ်တော့မှနောက်ချောင်းပြန်ပြီးတော့အလားနိုင်တော့သူတို့ရင်ထဲမှာအဲ့လိုထာဝရဖြူစင်သွားတဲ့ပုဂ္ဂိုလ်မျိုးတွေကိုအရိယာလို့ခေါ်တယ်နော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင် သောတာပန်ဖြစ်တဲ့လူသရာဂံဖြစ်တဲ့လူအနာဂံဖြစ်တဲ့လူယဟန္တာဖြစ်တဲ့လူကသူတို့ကသူတို့အဲ့အစ်စ်နေရောက်နေမှန်းသိနိုင်ပါလားရှင်ဗျာသိနိုင်ပါတယ်သိနိုင်တယ်ဆိုတာကျင့်ကြံပွားများအထောက်မှုနဲ့ပတ်သက်တာဖြစ်သောကြောင့်ဒီသိနိုင်တယ်သို့တော့သူ့ရင်ထဲမှာကိလေသာကင်းနေတော့ဥပမာခုနှစ်နှစ်သမီးလေးသောတာပန်ဖြစ်တာရှိတယ်အပ္ပဒံပါဠိတော်တွေထဲမှာ၅နှစ်သားလေးယဟနာဖြစ်တာတို့ရှိတယ်ပေါ့နော် ်ပါအလုံးကိုငယ်တော့သူတို့ယင်ထဲမှာဒီနာမည်တွေတတ်တတ်သည်ဖြစ်စေမတတ်တတ်သည်ဖြစ်စေသူတို့ယင်ထဲမှာအစိုးတရားတွေမရှိဘူးဆိုတော့သူတို့ခံစားရတယ်မှန်ပါဗျာသူဘယ်တော့မှဒေါသမထွက်ဘူးသူဘယ်တော့မှလောဘဟိုတတ်မဲ့တဲ့လောဘတွေသူ့မှာမရှိတော့ဘူးဘယ်တော့မှမုန်းတီးမှုဒေါသတွေသူ့မှာမရှိဘူးအလုံးဟာဘဝအကြောင်းနဲ့စဉ်းစားလိုက်ရင်ဓမ္မအကြောင်းနဲ့ပတ်သက်လာရင် သူ့ရင်ထဲမှာရှင်းနေလို့တွေ့ဝေးနေတာတွေမရှိတော့ဘူးဆိုတော့သူ့စိတ်အနေထားကိုတော့သူသိတယ်။မှန်ပါဗျာ။သိချာသိနိုင်တယ်ပေါ့နော်။သိနိုင်တဲ့အခါသူအစင်သတ်မှတ်တဲ့အခါမှာဒီဥပဒကတွေကမြတ်စွာဘုရားလက်ထက်ကသူတို့ပဲအစင်ဆိုတာမျိုးသူတို့ကိုယ်တိုင်ပြောကြတယ်။သူတို့မှကာမဘုံကို ပြန်လာဖို့တန်ရောစင်ဆိုတဲ့နောက်ရိုးတွေသူတို့မှမရှိတော့ဘူးလို့ပြန်ပြောလို့ရှိကြတယ်။ အမကောအယုန်ဒီဘောမှာလိုချင်တမက်တဲ့တဏ္ဍဆန္ဒတွေလိုရာကိုမရလို့အလိုမကျဒေါသဖြစ်တာတွေဒါတွေသူတို့မှာ မရှိတော့သည့်အတွက်ကြောင့်ကာမဘုံနဲ့ပတ်သက်တဲ့တန်ရုံစင်တွေသူတို့မှာကုန်းနေတယ်ဆိုတာကို့မှာတန်ရုံစင်ရှိတယ်မရှိဘူးတတမှုရှိတယ်မရှိဘူးဆိုတာကိုယ့်အကူသိတာပေါ့နော်အဲ့လိုသိသွားသည့်အတွက်ကြောင့်သူတို့ရဲ့အခြေအနေအစင်ကိုသူကသူသိနိုင်တယ်လို့ပဲပြောမှာမှန်ပါ